နိုင်ဂျီးရီးယားကကျောင်းသူကျောင်းသားတွေပြန်ပြီးဆွဲခံရတဲ့ကိစ္စမှာကက်သလစ်ဆရာတော်တပါးကအစိုးရရဲ့ကြိုက်တွယ်ပုံကိုရှုတ်ချလိုက်ပါတယ်။နိုဝင်ဘာလ23ရက်နေ့ကပြန်ပြီးဆွဲခံထားရတဲ့ကျောင်းသူကျောင်းသားတွေနဲ့ဆရာဆရာမ300ကျော်နဲ့ပတ်သက်လို့နိုင်ဂျီးရီးယားအစိုးရကအတိတ်ပဲရှိတဲ့အာထုံမှုဘာမှမလုပ်ဘူးလို့စွပ်စွဲလိုက်တာပါ ဆရာတော်ဘူးလော့စ်ဒါဝါယိုဟန်နာရဲ့အဲ့ဒီဆွဆွဲချက်ကိုတော့နိုင်ငံတော်ရဲချုပ်ကလက်မခံဘဲရဲတွေရဲ့ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေမှာအเจ้าအနေနဲ့ပူပေါင်းဆောင်ရွက်မှုမရှိဘူးလို့ပြန်ဆွဆွဲလိုက်ပါတယ်နိုင်ဂျီးရီးယားနိုင်ငံအလဲပိုင်းနီဂါပြည်နယ်က စိန်မေရီစာတင်ကျောင်းကကျောင်းသူကျောင်းသားတွေနဲ့ဆရာတွေကိုဘယ်သူကပြန်ပြီးဆွဲသွားတယ်ဆိုတာကိုတော့ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။ လူပေါင်း300ကျော်ပြန်ပြီးဆွဲခင်ရပြီးတဲ့နောက်မှာတောက်ကြနေတဲ့စနေနေ့ကတော့ကျောင်းသား90လောက်ထွက်ပြေးလူမြောက်လာခဲ့ပါတယ်။ဒါပေမဲ့ကလေး153ယောက်နဲ့ကျောင်းဝန်ထမ်း12ယောက်ကတော့အဖမ်းခံထားရဆဲဖြစ်ပါတယ်။နိုင်ဂျီးရီးယားမှာရှိတဲ့ရဇဝတ်ဂိုင်းတွေကတော့နိုင်ငံအနှက်အပြားမှာပြန်ပြီးဆွဲပြီးပြန်ပြီးငွေတောက်ခံလေးရှိပါတယ်။နိုင်ဂျီးရီးယားဟာအာဖရိကတိုက်မှာလူဦးရေအများဆုံးနိုင်ငံဖြစ်ပြီးခရစ်ယာန်နဲ့မွတ်စလင်လူဦးရေအများပြားရှိတဲ့နိုင်ငံဖြစ်ပါတယ်။ အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကတော့ခရီးရန်တွေကိုတက်ဖြတ်နေတာကိုနိုင်ဂျီးရီးယားအစိုးရကမသားစည်းနိုင်ဘူးဆိုရင်အမေရိကန်ကစီရေအရဂျားဝင်စုဖဲ့ရလိမ့်မယ်လို့ပြောထားပါတယ်